ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ဇေကဘာဝန်းတွင်းရှိစင်ကြာမင်းတိုင်းရင်စေးထုတ်လုပ်ရေးစက်ရုံတွင်အမျိုးသမီးအလုပ်သမား40ကျော်အားထပ်ပြီးလန်ပြီးယာဒီလာမလာစစ်ဆေးခံရမှုနှင့်ပတ်သက်၍တက်ဆိုင်ရာတာဝန်ရှိသူများကထိထိရောက်ရောက်အရေးယူပေးရန်အလုပ်သမားများကတောင်းဆိုလိုက်ပါတယ်။မတ်လ26/2025ရက်နေ့တွင်ဖြစ်ပွားခဲ့သောအဆိုပါဖြစ်စဉ်မှာစက်ရုံတွင်အင်သာများတွင်အမှိုက်ပုံးမထားပေးသဖြင့်အမျိုးသမီးလာစဉ်၃ပစ္စည်းများကိုပလတ်စတစ်အိတ်ဖြင့်ထုတ်ပြီးအိမ်သို့ပြန်တယ်ရသည့်စီမင်းကိုအလုပ်သမားတစ်တူက မတိပဲစက်ယုံအမိုက်ပုံးသေးသူပြစ်ချမိရာမှစတင်ခဲ့ခြင်းဖြစ်ပါတယ်။အမိုက်သိန်းစဉ်ထိုးပစ္စည်းကိုတွေးရှိပြီးနောက်စက်ယုံမှုနှင့်မန်နေဂျာတို့ကအလုပ်သမားအလုံးကိုခေါ်ယူမေးမြန်းခဲ့တော့လေညီသူမဝန်မခံသဖြင့်ခြေတက်ဆင်ထားသည့်နေရာတွင်အမျိုးသမီးစက်ယုံမှုကထမိန်လန်စစ်ဆေးမှုကိုပြုလုပ်ခဲ့ရာယာဒီလာနေသူ၃ဦးကိုတွေးရှိခဲ့ပြီးညီတို့အားအတင်းကျပ်ဝန်ခံခိုင်းခဲ့ပါတယ်။ ထိုနေ့ညနေစင်းချိန်တွင်နောက်တနေ့ထက်စစ်မီဟုဆိုခဲ့တော်လဲနောက်တနေ့၌အမှုကျူးလွန်သူဟုယူဆရသူအလုသမားတစ်မလာရောက်သဖြင့်ဖြစ်စဉ်မှာအဆုံးတက်သွားခဲ့တော်လဲစစ်ဆေးခံခဲ့ရသည့်အမျိုးသမီးအလုသမားများကမကျေနပ်သဖြင့်အေးအေးယူပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်အလုသမားများနှင့်နီးစပ်သူတို့ဦးပြောပြချက်အရစက်ယုံတွင်ဟမရှိပဲစက်ယုံမှုအမျိုးသမီးကသာစီမံခန့်ခွဲပြီးအလုသမားများကိုကြမ်းတမ်းစွာပြောဆိုဆဲဆိုလေးရှိက အချိန်ပိုခိုင်းစေမှုများတွင် တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များတွင်အလုစင်းခိုင် တော်လဲအချိန်ပိုကြီးနှစ်ဆပေးရမည်အစားပုံမှန်အတိုင်းသာပေးချေကမနက်၈နာရီမှညနေ၅နာရီအထိဖြစ်တဲ့သည့်အလုတ်ချိန်ကို၆နာရီအထိဆက်လုတ်ခိုင်းသလိုမဖြစ်နိုင်သည့်စံချိန်များကိုပါတောင်းခံလေးရှိသည်ဟုသိရပါသည်မြန်မာနိုင်ငံအထွေထွေအလုတ်သမားတမကများအဖွဲ့ချုပ်ဖကောင်ကဤလုတ်ရက်ကိုပြင်းထန်စွာရှုတ်ချပြီးလုပ်ငန်းရှင်များအနေဖြင့်အလုတ်သမားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်တာဝန်ရှိသည်ဟုထောက်ပြထားကဤဖြစ်စဉ်မှာလူမဆန်သည့်လုတ်ရက်ဖြစ်ပြီးစစ်အာဏာသိမ်းပြီးနောက်လုပ်ငန်းရှင်များ၏ဖိနှိပ်အနိုင်ကျင့် မှုများ၏အစိုးဆုံးပုံစံတစ်ခုဖြစ်သည်ဟုဆိုပါရဲဒါကအမျိုးသမီးကော်မတီတာဝန်ခံဒေါခင်တန်နာမိုးကမက်လာရှိရဲ့နိုင်ငံတကာမဟာမိတ်သမဂ္ဂများနှင့်ပူးပေါင်းပြုလုပ်ခဲ့သည့်ဓမ္မတာလစဉ်၃ခွန်းထုတ်လို့သူတိုင်းရရှိရေးကမ်ပိန်းပြီးမကြာမီဖြစ်ပွားခဲ့သည့်ဤဖြစ်စဉ်ကိုလက်မခံနိုင်ကြောင်းစက်ယုံဤကုံအမှတ်တံဆိပ်သို့စာပို့တိုင်ကြားမည်ဖြစ်ပြီးမဟာမိတ်အဖွဲ့များနှင့်တိုင်ပင်ကဆက်လက်အရေးယူမှုများလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။စင်ကြာမင်းတိုင်းရင်းစေးစက်ယုံသည်ကြီးပေါင်းစေးအာတိုးစေးအကျော်စေးများ အားထုတ်လို့ပြီးစေကုခံလဲထားရှိထားတော်လဲအလုသမားအခွင့်ရေးချိုးဖောက်မှုများဖြစ်သည့်တကြံပေးရမရခြင်းအချိန်ပိုကြေးအပြစ်မရခြင်းများလည်းရှိနေသည်ဟုသိရပါသည်မြို့သမီးအလုသမားတွေကိုလုံခြုံလန်ပြီးဓမ္မတာလာမလာစစ်တဲ့စက်ကြမင်းတိုင်းရင်စေအကြောင်းသိပြီးပြီလားပြိတ္တကြီးရေး ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ဈေးကဘာဝန်းထဲကစက်ကြမင်းတိုင်းရင်ဆေးထုတ်လုပ်ရေးစိတ်အုံမှာအမျိုးသမီးအလုတ်သမားအားလုံးကိုတဦးချင်းထမိန်နှံပြီးရာသီလာမလားစစ်ဆေးခံခဲ့ရတဲ့အပေါ်သက်ဆိုင်ရာတာဝန်ရှိသူတွေထိထိရောက်ရောက်အေးအေးယူပေးစီလိုတယ်လို့အလုတ်သမားတွေကပြောပါတယ်စိတ်အုံကအင်နာတွေမှာကြအမိုက်ပုံးပေးမထားဘူးဒီလိုမျိုးသမီးကိစ္စတွေဖြစ်ပြီးဆိုရင်အိမ်နဲ့ထုတ်ပြီးအိမ်ကိုပြန်တယ်ရတာအဲ့ဒါကိုပြစ်မိတဲ့ကောင်မလေးက သူကအစ်စ်ဆိုတော့ဘယ်မှာပြည့်ရမှန်းမသိတာနဲ့စက်ယုံရဲ့အမိုက်ပုံးထဲမှာပြစ်လိုက်တာမသိဘဲပြစ်လိုက်တော့မှိုက်သိမ်းတော့တွေ့သွားတာနဲ့စက်ယုံမှုကအကုန်ခေါ်တယ်မီးတော့လေကောင်မလေးကမပြောရဲတော့မန်နေဂျာရဲ့စက်ယုံမှုရဲ့ကအကုန်စစ်မယ်ဆိုပြီး ထမိန်တွေအကုန်လန်စစ်တာစစ်တော့ယာဒီလာနေတာ၃ရောက်တွေ့ရဲ့အဲ့ဒီ၃ရောက်ကိုဝင်ခံခိုင်းတာဝင်ခံခိုင်းတော့ရှိသေးတယ်စိတ်ယုံစင်းချိန်ရောက်တော့မနှက်ဖြန်ထက်စစ်မယ်ဆိုပြီးပြီးသွားတယ်ဒီနေ့ကျတော့အဲ့၃ရောက်ထဲကအဲ့ဒီကောင်မလေးကမလာတော့ဘူးမလာတော့အဲ့ဒီကောင်မလေးပဲဆိုတာတည်သွားကြပါတယ်ဒီအတိုင်းပြီးသွားပေမဲ့ထမိန်လန်ပြီးအစ်စ်ခံရတဲ့မိန်းကလေးအကုန်လုံးကမကျေနပ်တော့ဒါကိုထိထိရောက်ရောက်အေးအေးယူပေးစီချင်တာပါလို့လုံသမားတွေနဲ့နှီးဆက်သူတို့ကဆိုပါတယ်ကျမလေးလေး 真的,的、啊、一点没有那比我那样了，不往一匹马来交的，要怎样来收嘞？ အရင်ကပြောပါနဲ့မြင်သမျှတွေ့သမျှကိုပြောလို့လဲပြီးသွားမယ်ကိစ္စတွေမဟုတ်ဘူးအာကိုပြောလို့လဲရတဲ့ကိစ္စတွေမဟုတ်ဘူးအာပြောမနေပါနဲ့ဆိုပေမဲ့လည်းကျွန်မလည်းလေအော်နည်းနည်းလေးအဆင်ပြေသွားတယ်ဆိုရင်အဲနည်းနည်းလေးမြန်လူလေးတွေတီသွားလို့လင်ခံမယ်ကိစ္စလေးဆိုလဲအလင်းမခံရတော့ဘူးဆိုရင်ညာခံမယ်ကိစ္စလေးလည်းအညာမခံရတော့ဘူးဆိုရင်ဟဲ့တခုခုလေးတွေစင်ကျင်သွားနိုင်တယ်ဆိုလို့ရှိရင်ကုသိုလ်ရပါတယ်ကိုကြောင့်မလို့တယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်ဆိုပြီးတော့မှဒီလိုလေးပြောရတာပေါ့နော်ယောက်ျားမကြိုက်တော့ဘူးသိလားသူကလေး ပွားကြီးဖြစ်မယ်မပြောနဲ့ဒါပေမဲ့ကျမကလည်းဘလို့ဖြစ်လဲဆိုတော့ကျမဒီလောကကြီးမှာအရန်ပြုံနေကျမ တော့ရန်နေပြောနေပြီဒီလောကကြီးမှာเนาะအကျမကိုကိုကိုကနဲ့ကိုလေးကိုပြည့်တဲ့နဲ့ကိုဒီလိုပြောပြောဆူဆူလေးနဲ့ဇီးလေးရောင်းလိုက်ပြောလိုက်ဆိုလိုက်နဲ့ကျမဒီတိုင်းလောကကြီးမှာကျမရန်ပြောမွေးနေပြီเนาะသူများကြီးဆင်းမယ်သူများကြီးပြောမယ်ကြိုက်တဲ့သူကတော့ဆင်းမကြိုက်မှာပေါ့မကြိုက်တဲ့သူကလည်းဆင်းမှာပေါ့เนาะကိစ္စကိစ္စရဲ့တစ်ခုဟာ positive ကလည်းရှိမယ် negative ကလည်းရှိမယ်ပေါ့လေသူကဒီလိုလေးပြောတယ်ဆိုတော့ကျမလည်းမပြောလဲဆိုတော့လေအိုး negative ကရှိလို့ဆဲတဲ့သူလေးတော့သူဆဲစီနားလည်းမထောင်ဖက်လည်းမဖက်ဘူးကြည်လည်းမကြည့်ဘူးကိုကိုကိုချစ်တဲ့သူတွေနဲ့ကိုရန်ပြောနေပြီ အဲ့တော့ပြောမယ်ပေါ့ကျွန်မအရန်ပျော်နေပြီเนาะဒီလောကကြီးကိုလေကျွန်မအရန်ပျော်နေပြီအဲ့တော့ကျွန်မပြစ်မထားကြနဲ့เนาะမနေ့တုန်းကကျွန်မကျွန်မမိတ်ဆွေကအဲ post လေးတစ်ခုပို့လာတယ်။ဘာ post လဲဆိုတဲ့ခါကျတော့ဒန်ဂျီစီဒန်ဂျီလင်းစီအားလုံးသိကြတဲ့နာမည်ပါနော်။နာမည်ကတော့ထုတ် မပြောတော့ပါဘူး။ဒန်ဂျီလင်းစီစက်ယုံမှာအမျိုးသမီးလေးတွေကိုထမိန်လန်ပြီးတော့မှဖင်ကိုစစ်တဲ့ကိစ္စ အလုံးသိပြီလားမသိဘူးနော်ဆိုတော့ဖြစ်စဉ်ကကျမတို့လည်း post ရေးထားတဲ့အခြေအနေကိုပဲသိရတာပေါ့နော်စိုက်ယုံဘက်ကအခြေအနေတော့မသိရသေးဘူးပေါ့နော်ဒါကတော့ post ရေးထားတဲ့ post ပိုင်ရှင်ရဲ့အခြေအနေကိုသိရတဲ့ခါကျတော့သူကလည်းရေးထားတာဘလို့လဲဆိုတော့အဲ့စိုက်ယုံမှာတဲ့မျိုးသမီးဝန်ထမ်းလေးရောက်40ကျော်ဆိုလားမသိဘူးရှိတယ်တဲ့နော်မျိုးသမီးဝန်ထမ်းနေရှိတယ်ပေါ့သူကတဲ့မျိုးသမီးတွေဝန်ထမ်းနေမှာတဲ့အာအိတ်ရှောင်းလည်းမရှိဘူးတဲ့စိုက်ယုံကတဲ့အမျိုးသမီးဝန်ထမ်းနေကိုတဲ့ရာသီလာရင်တဲ့ ယာဒီလာတဲ့ပတ်ထုပ်တွေကိုတဲ့စိတ်ယုံနေမှာပြစ်လို့မရဘူးတဲ့ဒီအိမ်သားတွေအမိုက်ပုံးတွေမှာပြစ်လို့မရဘူးတဲ့ကိုယာဒီလာတဲ့ပတ်ထုပ်ကိုကိုယ့်အကိုလဲကျင်နေဆိုလဲအဲ့ပတ်ထုပ်ကိုပြန်ထုတ်ပြီးတော့မှကိုယ့်အကိုပြန်တည်သွားရတယ်တဲ့ ဆိုတော့အဲ something wrong ပေါ့နော်ဒီမှာ something wrong ပေါ့ကျမတို့တွေကအလုံးလုံးတယ်ဆိုတနေကုန်တနေကုန်ဆိုမိန်းမတွေဟာအမျိုးသမီးယာသီလာတယ်ဆိုရင်နည်းနည်းလေးတော့ပြပြနှိနှိပြောမှရမယ်နော်ယာသီလာတယ်ဆိုရင်ယာသီလာတဲ့ဒီပတ်ထုတ်ကတနေကုန်နဲ့ဆိုရင်အနံ့အသက်တွေနော်လောင်နာတွေညစ်ပတ်တာတွေနော်နန်နဲ့ရှုတစ်ခါပေါက်ပြီးတစ်ခါလဲရမှာလीဟုတ်တယ်လားဒါအမျိုးသမီးတိုင်းလीဒါကတော့အမျိုးသားတွေရှိလဲအကိုရီမောင်နေဖြစ်တဲ့တော့ကြောင့်မလို့ဒါသိပါတယ်အကုန်လုံးနော်ဆိုတော့ပတ်ထုတ်ဟာပေးပေါက်ရင်တစ်ခါလဲရမယ် ဟုတ်လားဒါဒါဒါကျမဒီလိုပဲရင်းမှာပြောပြောပါမှရမှာမလို့เนาะဆိုတော့လဲကြရတယ်လေမဟုတ်ဘူးဆိုဒီထဲမှာညင်ညက်ပပကြီးနဲ့တူတူကိုကိုမတတိဘူးလေเนาะအဲ့တော့လဲရင်နဲ့အဲ့လဲတဲ့ပတ်ထုတ်ကိုတဲ့အဲ့မှာပြစ်ခဲလို့မရဘူးတဲ့ဆွေးကြိုးလေးကဘလောက်လဲတဲ့ပြစ်ခဲလို့မရပဲနဲ့ကို့အိမ်ကိုကိုတဲ့ပြန်ထုတ်ပြီးတော့မှကြွကြွနဲ့ပြန်ထုတ်ပြီးယူသွားရတယ်ဆိုတော့ဒီပတ်ထုတ်ကို185เนาะ185သိဒီပတ်ထုတ်ကြီးကိုပြန်တယ်ဝါရတယ်ဆိုနေရတဏီကုံလှုပ်လှုပ်နေရတာကို့ပဆန်အီထဲတော့လကောင်ထမင်းစားထမင်းတောင်းနေတော့လကောင်ကို့အိတ်ထဲမှာတကောင်ပြန်တယ်ရတယ်ဆိုနေရတတဘာဝမကြတော့ဟုတ်တယ်လားအညစ်အကြေးကို ပြန်တည်သွားရတယ်တဲ့။ Okay ။ကဒီအထိစီကံတတ်မှတ်ထားတဲ့အားလုံးကလည်းလိုက်နာကြတယ်ပေါ့။တဏီသားကြတော့တဲ့။ဝင်းနဲ့တဏီသားကြတော့အိဆက်ယုံထဲမှာတဲ့။အိပတ်ထုတ်ကိုတဲ့အမိုက်ပုံးထဲမှာတွေ့လေတဲ့။တွေ့တဲ့ခါကျတော့သူတို့ပြဿနာတက်ပြီပေါ့နော်။ဒီပတ်ထုတ်ဘသူလွတ်ပြစ်တယ်လဲ။ဒီမှာတွေ့တယ်ပေါ့။တန်ရှင်းသမားပြောတဲ့ခါကျတော့တရားခံမပေါ်ဘူးပေါ့။သူသူကိုကိုထုံးစံအတိုင်းတရားခံမပေါ်ဘူးပေါ့။မပေါ်တဲ့ခါကျတော့တဲ့သူတို့တွေကတဲ့ဆက်ယုံမှာရှိတဲ့မိန်းမတိုင်းတွေကထမိန်လန့်ပြရတယ်တဲ့။ CCTV ရုံးထဲမှာ နော်ထမိန်လန်ပြီးဖင်လန်ပြီးစစ်တယ်ပေါ့ဘဲဘဲကောင်မှရာသီလာနေလဲပေါ့နော်ဆိုပြီးတော့မှစစ်တယ်တဲ့ စစ်တဲ့ခါကြတော့တဲ့အဲ့ဒီစစ်တဲ့စစ်တာတော့မိန်းမစစ်တာပါတဲ့အမျိုးသမီးဝန်ထမ်းကစစ်တယ်တဲ့စက်ရုံမှုကလည်းအမျိုးသမီးပဲဆိုလာပါကျွန်မအဲ့နေရာတော့နည်းနည်း confuse ဖြစ်တယ်เนาะအဲ့တော့ကျွန်မဖြစ်စဉ်ဖြစ်ရပ်ကိုပဲမှတ်ထားတာဆိုတော့အဲ့တော့အမျိုးသမီးဝန်ထမ်းကတော့စစ်ပေမယ်တဲ့အကောင်လုံးထမိန်လန့်ပြရတယ်တဲ့เนาะဘသူယာဒီလာနေလဲပေါ့အဲ့ဒီမှာတဲ့အဲ့စက်ရုံထဲကအမျိုးသမီးယောက်၄၀ကျော်မှာယာဒီလာနေတဲ့မိန်းကလေး၃ယောက်တွေ့တယ်တဲ့เนาะ ုံးရောက်တွေ့တဲ့ခါကျတော့စည်ရင်နဲ့ဒီအယောက်လူတွေအများကြီးကိုထမိန်လှမ်းပြီးစည်ရင်နဲ့ဆိုင်အောင်အလုတ်ဆင်းချိန်ရောက်သွားတဲ့ခါကျတော့အလုတ်ဆင်းလိုက်တဲ့အဲ့ဒီသုံးယောက်မနေ့ဖြညာနေနဲ့နေနဲ့ငါနဲ့စည်ရင်ရှင်းမယ်ပေါ့ဘယ်ကောင်မှပြစ်လဲပေါ့ဒီလိုဖြစ်တဲ့ခါကျတော့တကယ်ပြစ်မိတဲ့ကောင်မလေးကလည်းဝန်ထမ်းအစ်တစ်အသေးတဲ့မတိတဲ့ခါကျတော့သူကပြစ်မိလိုက်တာဒါပေမဲ့သူကနောက်နေကျတော့ကြောက်ပြီးတော့မှသူကအလုတ်မဆင်းတော့ဘူးတဲ့အလုတ်မဆင်းတော့ဒီကောင်မလေးပဲပေါ့နော်ဒီကောင်မလေးပေါ့ဖြစ်တဲ့ဟာဒီကောင်မလေးပေါ့ဆိုပြီးတော့မှဖြစ်တဲ့ခါကျတော့အခု ဲ့ဒါနဲ့ပဲအော်သူသူပြစ်တယ်ပေါ့သူအခုလုံးမလာတော့ဘူးပေါ့ဆိုပြီးတော့မှဒီကိစ္စကြီးလိုပဲသူတို့ဘက်ကပြီးလိုက်တယ်ပေါ့လေဆိုတော့ဒါပေမဲ့ကြံနဲ့ဖင်လန်ပြီးတော့အစ်စ်ခံလိုက်ရတဲ့သူတွေကဘလို့ဖြစ်သွားကြီးလဲအလုံသမား right ear ဒါကြီးကြတော့ပြီးတဲ့ကြီးဘလို့မြင်လဲ မဖြစ်သင့်ဘူးလို့ကျွန်မမြင်တယ်နော်။ဒါကြောင့်မလို့လေကျွန်တော်တို့တွေကလေအလုံးလုံးကြတဲ့အခြေခံလူဒန်းစားတွေကအရန်အနေခံရတာနော်။အရန်အနိုင်ကျင့်ခံရတယ်။ဒါမကောင်းဘူးနော်ကျွန်မပြောပါလေ။ကျွန်တော်တို့လူဆွမ်းအားအရင်အမြင့်ရှိတော့မှကျမတို့တွေကစိတ်ယုံမဲ့ဖြစ်ဖြစ်အလုပ်ယုံမဲ့ဖြစ်ဖြစ်အဗီယက်နာဆိုင်နေမဲ့ဖြစ်ဖြစ်ကျမတို့တွေကအကုန်ထုတ်ဆိုင်နေဆွမ်းအားတွေပဲဖြစ်ဖြစ်နော်အဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့လူဆွမ်းအားအရင်းမြစ်ဆိုတာရှိရှိတ ယ်လိုအပ်တယ်เนาะအဲ့တော့ဒီလူစားအရင်းမြင့်ရယ်ဒီလူတွေမှာပညာတတ်တဲ့သူတန်းစားရှိမယ်เนาะကျမတို့နိုင်ငံသားမှာဆိုရဲဒီလိုပဲလေ blue color နဲ့ white color နဲ့ဆိုတာရှိတယ်เนาะအဲ့တော့ပညာတတ်လူတန်းစားအလုတ်သမားရှိမယ်အခြေခံလူတန်းစားပညာမတတ်တဲ့အခြေခံလူတန်းစားအလုတ်သမားရှိမယ်ပေါ့เนาะအဲ့တော့ ဒီပညာမတက်လို့အခြေခံလူလန်းစားကာယကိုအားကိုးပြီးတော့မှလုံလုံရတဲ့ဒီဝန်ထမ်းတွေပေါ်မှာလည်းနည်းနည်းပပစာနာပေးပါညာတာပေးပါဒန်ဂျီဈေးဆက်ယုံအားလုံးသိတဲ့နာမည်ကြီးဒန်ဂျီဈေးဆက်ယုံကလို့ဒီလိုလေးဖြစ်တယ်နော်ဇီကဘာဝင်းတွေကနာမည်ကြီးဒန်ဂျီဈေးဆက်ယုံကတဲ့ဆိုတော့ဒီဘက်ကနေပြီးတော့မှထွက်လာတဲ့အတန်ပေါ့ဆက်ယုံဘက်ကတော့ဖြည့်ရှင်းတဲ့ဟာတော့မတွေးရသေးဘူးအဲ့တော့မြည်တော့ပင်စိုးစီကမူပေါ့နော်အလုသမားဥပဒေ line ပြန်လဲအဲ့လိုမျိုး အဲ့တော့ဟာတွေ့လားအဲ့တော့ဒီအခြေခံလူဒန်းစာကျမတို့ဒီကိုလေအရန်ကြီးမနိုင်နေညပါနဲ့လို့ဒါအမျိုးသမီးလေးတွေလေတူတူကိုကိုဒီထမိန်လှန်ပြရတယ်ဆိုတော့ကိစ္စအဆိုးဆုံးဖြစ်သွားပြီဟုတ်လားဆိုတော့ဒီအလုတ်ခွင်မှာဒီအမျိုးသမီးတွေရဲ့ အမျိုးသမီးကိုလှုပ်ခန့်ရင်ဒီကိစ္စတွေကပါလာမှာပဲလေကျွန်တော်တို့လေစိတ်တွေပဲဖြစ်ဖြစ်ကားစိတ်တွေပဲဖြစ်ဖြစ်ဘယ်နေရာလေးမှာပဲဖြစ်ဖြစ်အဲစူပါမားကတ်တွေမှာပဲဖြစ်ဖြစ်စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် shopping mall တွေမှာပဲဖြစ်ဖြစ်အများသောအိမ်သားတွေမှာတော့မအမိုက်ပုံးဆိုတာရှိတယ်အမိုက်ပုံးဆိုတဲ့နေရာမှာเนาะအာကျွန်တော်တို့တွေကဒီအမျိုးသမီးလားစင်သုံးငင်အဘာတွေညာတွေပေါ့စသဖြင့်အညီကြီးဟာတွေအကုန်လုံးထည့်ဖို့အတွက်အမိုက်ပုံးဆိုတာရှိတယ်လေသူတန်ရှင်းရေးလုပ်တဲ့သူကဒါတွေတန်ရှင်းရေးလုပ်ရမှာပေါ့စနစ်တကျနေဒီလိုမျိုးကျမကြီးရှူတော့ဝင်အဲ့တော့မလဲကျင်လို့ပြန် မတည်ခြင်းလို့တဏီကုံကြီးနဲ့ဒီပတ်ထုတ်နဲ့နေရမယ်ဆိုလဲအဆင်မပြေဘူးလေเนาะဆိုတဲ့ခါကျတော့အဲ့တော့ဒါလေးကတော့စိတ်မကောင်းစရာလေးကြားရတယ်เนาะဆိုတော့ဒီဒန်ဂျီစည်းဆက်ယုံအနေနဲ့လဲဒီတစ်ခါဖြစ်သွားတယ်ပေါ့ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့ကိုယ့်ဘက်ကမှန်နေဆိုပြီးတော့မှပဲအဲ့လိုကြီးမနေပါနဲ့เนาะဒီအလုသမားတွေအတွက် အစဉ်ပြေမဲ့နော်နီလန်းလေးကိုစဉ်းစားပြီးတော့မှ ဆောင်ရွက်ပေးပါလို့ကျွန်မဒီနေရာကနေပြောချင်တယ်နော်ဆိုတော့အခုကြံတဲ့သူတွေကတော့ဒါဥပဒေကြောင်းအရာအကုန်လုံးဖိုက်မဲ့သူတွေရှိနေတယ်နော်ကျွန်မကတော့ဥပဒေကြောင်းအရာဆိုတာအထက်လူသားချင်းစာနာထောက်ထားမှုအရာပေါ့နော် sympathy empathy ပေါ့နော်ကျွန်မဒီဘက်ကနေကိုချင်းစာစိတ်နဲ့နော်အလုသမားတွေကိုစာနာထောက်ထားတဲ့အနေနဲ့ဒီအလုသမားတွေရဲ့ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီးတော့မှစနစ်တကျနဲ့ဒါတွေကိုစွန့်ပစ်ဖို့အတွက်ကိုပညာပေးပြီးတော့မှဒီလိုမျိုးလေးလုပ်ပေးစေချင်တယ် เนาะဆိုတော့စီကံမရှိလို့ညစ်ပတ်တာလည်းရှိမှာပေါ့ဒါကြောင့်မလို့လေဒီလိုအမိန်မျိုးထုတ်တာမျိုးလည်းဖြစ်မှာပေါ့အဲ့တော့စီကံတကြလေးဖြစ်အောင်လို့ဒီလိုမျိုးပြန်တယ်သွားဆိုတဲ့အမိန်အောင်ထုတ်သေးတာပဲနင်တို့ဒီဟာကိုသုံးပြီးဒီပုံးနဲ့ထဲ့เนาะဆိုတဲ့အမိန်လောက်လည်းနာခံကြမှာပါเนาะဒီလိုလေးစက်မှတ်ဆောင်ရွက်ပြီးတော့မှအဆင်ပြေအောင်လေးလုပ်ပေးနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းပါတယ်အမျိုးသမီးအများစုရှိတဲ့ဒါကတော့ကျွန်တော်တို့ Facebook ပေါ်မှာပဲတက်လာတဲ့ဖြစ်စဉ်ဖြစ်ရလေးမလို့ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရတည်ရှိကောင်းလည်းရှိနိုင်တာပေါ့เนาะ ဒါပေမဲ့လည်းဖင်လန်မိကြီးလောက်တယ်ဆိုတဲ့ case လောက်ထိကတော့မစိုးဘူးနဲ့တူပါတယ်။ဒါကတော့တော်တော်အဆိုးဆုံးကိစ္စဖြစ်မယ်နဲ့တူရယ်နော်။တချို့ကတော့ဥပဒေအကြောင်းအရာလုံးမယ်ဆိုပြီးတော့မှအလုံသမားအခွင့်အရေးအရာဥပဒေအကြောင်းအရာဆက်လက်ပြီးတော့မှလုပ်သွားမယ်ဆိုပြီးတော့မှတော့ post ပိုင်ရှင်ကတော့တင်ထားတယ်။ကျွန်မကတော့လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေပင်မြစ်တာရက်ခံတောင်းဆိုပါတယ်နော်။ဆိုတော့ဒီအလုံသမားလေးတွေအစဉ်ပြေသွားအောင်လို့မလို့ဒီအာမျိုးသမီးလာစဉ်သုံးပစ္စည်းတွေဆွန့်ပြေးရတဲ့ဟာမျိုးလေးကိုစီမံဆောင်ရွက်ပေးပြီးတော့မှအာဒီအလုံသမားတွေကိုလည်းလိုအပ်တယ်လို့ပြန်ပြီးတော့မှဒါ ာစိတ်ကျေနပ်အောင်ပြန်လုပ်ပေးစေချင်တယ်เนาะဘာပဲဖြစ်ဖြစ်လေမိန်းမတရားမှာဖင်လန်ပြရတယ်ဆိုတဲ့ကိစ္စတော့ဆိုတဲ့ကိစ္စမရှိတော့ဘူးเนาะဆိုတော့လေဒါလေးကိုတော့အာစီမံပေးစေချင်တယ်လို့ဒီနေရာကနေမြစ်တာရက်ခံတောင်းဆိုချင်တာပေါ့เนาะဆိုးတယ်เนาะ ဆိုတော့ဒီ post မတက်လာခင်မှာအမကိုမနေ့ညဒီနေ့မနေ့အစောပိုင်းပေါ့နော်ညအစောပိုင်းကအမကိုညီမလေးတယောက်ကလာပို့ထားအဲ့မှာအလုံးလုံးနေညီမလေးပဲထင်တယ်လာပို့ထားတဲ့ဟာကိုအမအသေးချာမသိရောရှာလိုက်တော့မှအခု Facebook မှာဒီ post တက်နေတာတွေ့ရပေါ့နော်တွေ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဈေးကဘာဝင်းထဲမှာရှိရဲ့ဆက်ကြမင်းတိုင်းစီထုတ်လုပ်ရေးကသူတို့ဝန်ထမ်းတွေ maturation တွေပါလေလာပြီးရင်ဖလုတ်ပစ်ဖို့အတွက်ကိုလုံးဝအမိုက်ပုံးတော့အမထားပေးထားဘူးပက်ကိုဆိုတော့အိမ်သားရဲမှာပက်တွေပါလေ လဲပြီးရင်လုံးလုံးတဲ့ညီမလေးတွေကပက်ကိုအထုတ်လိုက်ပြန်ထုတ်ပြီးအိမ်ပြန်တယ်ွားရတယ်တဲ့အဲ့ဒီဟာကြီးကအတိတ်ပဲမှမရှိရကွာဒီလားဆိုတော့ magician လာရဲဆိုတာဒါယွန်ရှာတဲ့နဲ့အရာလည်းမဟုတ်ဘူးဒါမကောင်းတဲ့အရာလည်းမဟုတ်ဘူးပါဒီလားအဲ့ဟာကိုတို့ဘာလို့ပို့အဲ့လောက်အတွေးခေါ်နေပါလဲလဲမသိဘူး ဒါမဲ့ထားပါတော့အမိုက်ပုံးထားပြီးအိမ်ပြန်တယ်ွားရတယ်အဲ့ဒါအောင်မအသက်ဝင်တဲ့ညီမလေးတယောက်က menstruation လာတော့သူဘယ်မှာပြည့်အောင်မသိဘူးတော့သူမိုက်ပုံးနဲ့ပြစ်ခဲမိရယ်ပေါ့ပြစ်ခဲမိလိုက်တဲ့ဟာကိုအမိုက်ထဲမှာလည်းတွေ့ရောဘသူပြစ်တာလဲ menstruation ဘသူလာတယ်လို့ဘသူပြစ်တာလဲဆိုပြီးရောဘသူပြစ်တာလဲသိရအောင်ဆိုထမင်းနေလမ်းမိစစ်တယ်တဲ့ထမင်းနေလမ်းမိစစ်တဲ့ဟာမှာတော့ဟိုအကုန်လုံးရှိသမျှအမျိုးသမီးဝန်ထမ်းတွေအကုန်လုံးထမင်းနေလမ်းမိစစ်တာစစ်တော့အဲ့ထဲမှာ မင်းကလေး၃ယောက်ကရာသီလာနေရတဲ့ရာသီလာနေရမင်းကလေး၃ယောက်ကိုနင်တို့ဝင်ခံစမ်းဝင်ခံစမ်းဝင်ခံစမ်းဆိုဝင်ခံခိုင်းနေတဲ့အချိန်မှာယုံစင်းသွားတော့နောက်ရမှထက်စစ်မယ်ဆိုပြီးယုံစင်းပေးလိုက်တယ်တဲ့ယုံစင်းပေးလိုက်ပြီးတော့တကယ်တမ်းပြစ်တဲ့ညီမလေးကတော့အိတ်နေပြီးတော့အလုံးမလာတော့ဘူးကွာဒါပေမဲ့အလုံးမလာတော့ဘူးဆိုရဲအချိန်မှာသူကဒီကိစ္စကိုဒီတိုင်းလေးပဲပို့ဖို့ပါလေထားလိုက်တော့ဆိုပြီးတော့ပြီးသွားတာတဲ့ဒါပေမဲ့တကယ်တမ်းအလုံးလုံးနေတဲ့ကြံခဲ့တဲ့ညီမလေးတွေကထမင်းနေလှန်ပြီးအစ်စ်ခံထားရတာဘလို့လို့အဆင်ပြေမှာလဲပြီးတော့ဒါဒါလုတ်ပိုင် သူတို့ဒီတိုင်းစစ်မေးလေကွာဒီလားဒီတိုင်းစစ်မေးလို့ရတဲ့အိန္ဒိယတခုထမိန်လန်ပြီးစစ်တယ်ဆိုအကြီးကဒါလုံးဝမအတိတ်ပဲမရှိအားသူတို့ကဒါငါတို့ကအလုပ်ရှင်ငါတို့စီကံကိုမလိုက်နိုင်တော့ငါတို့ကလုံးတဲ့ရင်လောက်ရမှာပဲဆိုရဲဟာကြီးကအဲ့ဒါလုံးဝအတိတ်ပဲမရှိရဲဟာနော်ဒီလားအဲ့ဒါလေး အရန်ကို လူပါွားရဲ့လို့ခေါ်တယ်။ရန်ကိုစိတ်ထဲအောက်တန်းကြရဲ့လို့ခေါ်တယ်။ဆိုတော့အမကတော့အမကိုလာပြောထားညီမလေးစားတော့အမကဘာမှမလုပ်ပေးနိုင်ပါနဲ့။အမဥရေကြီးကဘာညာလဲနားမလဲပါနဲ့။အားလုံးတော်တော်များတော့ဒီကိစ္စကိုမခံရနိုင်နေဖြစ်လို့ရှက်တယ်လေရှက်လေရှက်ကြမှာပေါ့ကွာတိလာထမင်ခံစစ်တယ်ဆိုတော့အဲ့တော့အမဘက်ကတော့အမကူညီပေးနိုင်တာအမဒီမှာအားလုံးသိအောင်ပြောပေးနိုင်တာပဲရှိတော့အမပြောပေးလိုက်တာပါဆိုတော့အရှမ်းရောကြာကောင်းတယ်မြများသိအောင်လို့အဲ့ဟာ Facebook မှာအဲ့ post တင်ထားတဲ့ဟာကိုတော့ share လိုက်ကြပါဦး